အားလုံးပဲမင်္ဂလာပါရှင် VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စားပါဒီကနေ့မလာ29ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအိန္ဒိယနိုင်ငံရမယ့်သတင်းတွေကတော့အကြံဖက်စစ်ကောင်စီကနေပြည်တော်မှာကျင်းပပြီးစီးသွားတဲ့2025ငွေချေးရေးစကားဝိုင်း Peace Talk 2015ဟာပြည်သူနဲ့နိုင်ငံတကာကိုထိစားဖို့တာဖြစ်တယ်လို့ချင်းအမျိုးသားတအူ CNF ပြောရေးဆိုခွင့်ရှိသူ Slide Teddy ကပြောပါတယ် အကြံဖက်စစ်တပ်ကအာဏာသိမ်းထားတဲ့လင်းနှစ်ကျော်ကာလတွေကိုခေတ်သစ်ဖက်စစ်တော်လှန်ရေးကာလဖြစ်တယ်လို့အမျိုးသားငြိမ်းချမ်းရေးအစိုးရ NUG ကပြောဆိုလိုက်ပါတယ်။ရခိုင်ပြည်နယ်မှာအသက်၁၈နှစ်ပြည့်သူတိုင်းအနည်းဆုံး၂နှစ်ကြာစစ်မှုထမ်းရမယ့်စနစ်ကိုအာရခန့်တပ်တော် AA ကတရားဝင်ပြဋ္ဌာန်းဖို့ပြင်ဆင်နေတဲ့တည်င်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတည်င်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ အကြံဖက်စစ်ကောင်စီကနေပြီးတော့မှကျင်းပပြီးစီးသွားတဲ့2025ငွေချမ်းရေးစကဝိုင်း Peace Talk 2015ဟာပြည်သူနဲ့နိုင်ငံတကာကိုလျှက်စားဖို့တာဖြစ်တယ်လို့ချင်းမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နေကပြောပါတယ်။စစ်ကောင်စီကဖွဲ့စည်းထားတဲ့မျိုးသားစည်းလုံးရေးနဲ့ငွေချမ်းရေးပေါ်ဆောင်မှုငွေနိုင်ရေးကော်မတီ NSPNC ရဲ့ဦးဆောင်မှုနဲ့2025ငွေချမ်းရေးစကဝိုင်းကိုနေပြည်တော်ကအပြည်ပြည်ဆိုင်ရာ Convention ဘဟုဌာနနှင့်မှမတ်လ24ရက်ကနေ26ရက်နေ့ထိကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီစကဝိုင်းမှာစစ်ကောင်စီဘက်ကစစ်ကောင်စီဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည်ဦးဆောင်တဲ့အမျိုးသားစည်းလုံးငင်းရိုးရဲတဲ့ငင်းချမ်းရေးပေါ်ဆောင်မှုညနာရေးကော်မတီ NSPNC အဖွဲ့ဝင်တွေစစ်တပ်အငင်းစာရာရှိတွေပြစ်ခတ်တိုက်ခိုက်မှုရက်စေးရေးဆိုင်ရာပူးတွဲဆောင်ကြည့်ရေးကော်မတီ JMC အပြည့်ရစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးပါတီအချို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ စကဝိုင်းဆွေးနွေးပွဲမှာတက်ရောက်သူတွေဟာလက်ရှိနိုင်ငံရေးစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးတက်ရိုက်သက်ဆိုင်တဲ့ဒိုင်းအင်းသားတော်လှန်ရေးအဖွဲ့တွေမပါဝင်တဲ့အတွက်အချိန်ကုန်လူပန်းတာဖြစ်မယ်လို့စလိုက်ထက်နေကပြောပါရယ်။နိုင်ငံရေးပြည်သနာမှာလက်တွေ့ပါဝင်နေတဲ့ stakeholder တွေမပါရှိတဲ့လှုပ်ဆောင်မှုမှန်သမျှဟာအချိန်ကုန်လူပန်းတာဖြစ်ပြီးနိုင်ငံရေးစစ်တပ်အာဏာတည်မြေဖို့ရွေးကောက်ပွဲနိုင်ငံချမ်းရေးကိုပန်းပြပြီးပြည်သူနဲ့နိုင်ငံတကာကိုထိစားနေတာသာဖြစ်တယ်လို့စလိုက်ထက်နေကပြောပါရယ်။ 2025ငွေချမ်းရေးစကားဝိုင်းမှာနိုင်ငံရေးနဲ့လူချုံရေးကဏ္ဍစီးပွားရေးနဲ့နိုင်ငံဖွံ့ဖြိုးရေးတိုးတက်ရေးကဏ္ဍတွေကိုအဖွဲ့နှစ်ဖွဲ့ခွဲဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အကြံဖက်စစ်တပ်ကအာဏာသိမ်းထားတဲ့ဒီနှစ်ကျော်ကာလတွေကိုခေတ်သစ်ဖက်စစ်တော်လှန်ရေးကာလဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ကဒီကနေ့မှလ28ရက်မှာထုတ်ပြန်လိုက်ပါတယ်။ ပြည်သူတွေရဲ့အသက်ဥအင်စည်းစိမ်တွေကိုကာကွယ်ရမယ့်စစ်တပ်အဖြစ်ကနေပြည်သူလူထုရဲ့အသက်ဥအင်စည်းစိမ်ကိုရံပြုတ်ချင်းချောက်ဖျက်ဆီးနေတဲ့ဖက်စစ်စစ်တပ်အတွင်တို့ကူးပြောင်းလာခဲ့ကြတာကြောင့်လက်ရှိကာလဟာခေတ်သစ်ဖက်စစ်တော်လှန်ရေးကာလဖြစ်တယ်လို့ UNG ရဲ့2080ပြည့်ဖက်စစ်တော်လှန်ရေးနဲ့အခမ်းအနားကိုပေးပို့တဲ့သတင်းလွှာမှာဖော်ပြထားပါတယ်။ အမျိုးသားငွေရေးအစိုးရကခေတ်ဆက်ဆက်ပြည်တွင်းပြည်ပဖက်စစ်မိတ်စာတွေကိုရရနီလာနဲ့တော်လှန်တိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးဖြစ်စဉ်အတွင်အသက်သွေးချွေးစတေးပြီးပိဆက်ခဲ့တဲ့တိုင်းရင်းသားပြည်သူအလုံးရဲ့ဆွံ့လွတ်အနစ်နာမှုနဲ့တော်လှန်ရေးတစ္ဆာအတိတ်ထံကိုအစဉ်မြဲအောက်မေ့တတိယလေးစားဦးမြတ်ကြောင်းလည်းဖော်ပြထားပါတယ်။အတိတ်သမိုင်းကာလတွင်မှာတိုင်းရင်းသားပြည်သူအလုံးစုစည်းငြိမ်မှု အပြည့်အစုံယုံကြည်လေးစားအတိမတ်ပြမှုတို့နဲ့အောင်ပွေးကိုဆွတ်ခွနိုင်ခဲ့တယ်လို့ယခုခေတ်တဖက်စစ်မိစာအကြံဖက်စစ်အုပ်စုကိုတိုက်ခိုက်နေတဲ့ပြည်သူတွေဦးတော်ဆိုင်ရင်းမှာလည်းဒိုင်းရင်းသားပြည်သူအားလုံးအကြားဟန်ချက်ငင်းငင်းလက်တွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ မကြမီကာလမှာလည်းပြည်သူအလုံးအတွက်အောင်ပွဲတွေဆွခိုးနိုင်ပြီးအစ်စ်ပြန်လေးတည်ဆောက်မဲ့ဖက်ဒရယ်တပ်မတော်ကိုဖက်စစ်တရေဆိုးကင်းစင်ကပြည်သူကိုအလေးထားကကာကွယ်ပေးတဲ့ပြည်သူတပ်မတော်တရက်အဖြစ်ထူထောင်နိုင်ဖို့မျှော်မှန်းဆန္ဒပြုကြောင်း AUG အစိုးရရဲ့တဝန်တော်မှာဖော်ပြထားပါတယ်ဒီကနေ့မလာ29ရက်နေ့ဟာလက်နက်အားကိုနဲ့အနိုင်ကျင့်ကျူးကျော်နေချေဖက်စစ်ဝါဒီများကိုမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားပြည်သူအားလုံးက တွေးစီငင်ယုံမှုဖြင့်မြမအမည်ပိုကနေအမည်ပြတ်တော်လှန်တိုက်ထုတ်ဖို့စတင်ခဲ့တဲ့80ပြည့်နှစ်မြောက်ဖက်စစ်တော်လှန်ရေးနေ့ဖြစ်ပါတယ်အကြံဖက်စစ်ကောင်စီကတော့မလ29ရက်နေ့ဟာတပ်မတော်နေ့အဖြစ်တပ်မှတ်ပြီးနေပြီးတော့မှအခမ်းအနားတွေနဲ့ကျင်းပပြုလုပ်နေပါတယ်။ ရခိုင်ပြည်နယ်မှာအသက်၈နှစ်ပြည့်သူတိုင်းအနည်းဆုံး၂နှစ်ကြာစစ်မှုထမ်းရမယ့်စနစ်ကိုအရခန့်တက်တော် AA ကတရားဝင်ပြဋ္ဌာန်းဖို့ပြင်ဆင်နေပြီးလက်ရှိမှာကျေးရွာတွေမှာစီယုံရေးနဲ့လူစည်ရင်းကောက်ယူမှုတွေကိုကြိုတင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အမျိုးသမီးဆိုရင်အသက်၈နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကအသက်၈နှစ်ကနေ45နှစ်အတွင်းရှိသူတွေစစ်မှုထမ်းတင်ဒဏ်တက်ရောက်ရမယ်လို့ဆိုပါတယ်။ အရခန့်တက်တို့ AA ကအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် National Defense Emergency Provision NDEP ကိုရေးဆွဲနေပြီးမကြာခင်တရားဝင်ထုတ်ပြန်လာနိုင်ဖွယ်ရှိတယ်လို့ AA နဲ့နှိဆက်သူတွေက ပြောပါတယ်။လက်ရှိမှာတရားဝင် ထုတ်ပြန်တာမရှိသေးပေမဲ့ကြောက်တော်နဲ့မြောက်ဦးမြို့နယ်တွေမှာစီယုံရင်နဲ့လူစရင်ကောက်ယူမှုတွေလှောက်ဆောင်နေတာလို့သိရပါတယ်။စီမုတ်တခေါ်ယုံမှုတွေစတင်လာတာကြောင့်ရခိုင်ပြည်နယ်ကလူငယ်တချို့ဟာစိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့သိရပါဗျ။ ရှမ်းကရင်နယ်နယ်စပ်ကတော်လန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မိုးပြေမြို့ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အကြံဖက်စစ်ကောင်စီကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ကရင်နယ်မျိုးသားများကကိုရဲတဲ့ KNDF ကဒီကနေ့မှလ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အချက်ပစစ်ကောင်စီဟာမုံပြေမျိုးအတွင်ဝင်ရောက်နိုင်ရေးအတွက်မလဆန်ပိုင်းကနေဒရုန်းလက်နက်ကြီးလေကြောင်းတွေနဲ့နေစင်တိုက်ခိုက်နေပြီးပြည်သူနေအိမ်တွေနဲ့အများပြားမိလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် မလာ၂၄ရက်နေ့ကလည်းစစ်ကောင်စီကအင်အားလုံးရင်းဖြင့်အရှိကာကင်းတွေကိုအပြင်းထန်ထုစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးတော်လှန်ရေးတပ်တွေကခုခံတံပြန်တိုက်ခိုက်နိုင်ခဲ့လို့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုများပြားစွာနဲ့ကဆင့်ကလျာဆုတ်ခွာသွားခဲ့တယ်လို့ KNDF ကပြောပါတယ်။ လက်ရှိမှာလည်းမူပြင်းမျိုးမှာနေ့စဉ်နေပါထိတွေ့တိုက်ပွဲတွေလက်နက်ကြီး drone လေကြောင်းတိုက်ခိုက်မှုတွေဆင်ဆက်မပြတ်ရှိနေတာကြောင့်မိဘပြည်သူတွေမြို့အနီးဝန်းကျင်တွေကိုမလိုအပ်ဘဲသွာလာခြင်းမပြုလုပ်ဖို့လုံခြုံဘေးကင်းရေးအတွက်စီရဲတတိရှိကြဖို့ KNDF ကတိုက်တွန်းထားပါတယ်။မလတ်တရရက်နေ့ကနေ15ရက်နေ့ထိစစ်ကောင်စီကမူပြင်းမျိုးထဲကစီရဲပြမှတ်မဟုတ်တဲ့ပြည်သူနေအိမ်အဆောက်အအုံတွေကိုလက်နက်ကြီး drone တွေနဲ့ပိတ်ခတ်တိုက်ခိုက်မှုတွေကြောင့်နေအိမ်ဆောင်အလုံးထပ်မင်းပျက်စီးခဲ့တယ်လို့ KNDF ကဆိုပါတယ်။ မိုးပြင်းမြို့ဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းဖေခုံမြို့နဲ့ကရင်နီပြည်နယ်မြို့တော်လွိုက်ကိုမြို့အကြားမှာတည်ရှိပြီးစစ်ရဲအရာအချက်ချာကြတဲ့မြို့ဖြစ်ပါတယ်။ UFC မှာအကောင်ဆုံးဆွမ်းဆောင်မှုတွေချပြနေတဲ့ချင်းလူငယ်ဖိုက်တာဂျိုးရှော့ဗန်ကလာမယ့်ဂျွန်လ9ရက်နေ့မှာကျင်းပပြုလုပ်မယ့် UFC 316မှာဘရာဇီးဖိုက်တာနဲ့ရှင်ပြိုင်ထိုးတက်သွားမယ်လို့သိရပါဗျ။ UFC 316မှာ Joshua Van နဲ့ရှင်ပြိုင်ထိုးတက်မဲ့ fighter ကတော့ပြီးခဲ့တဲ့ UFC 313မှာပွေးတည်ခဲ့ပြီးပြန်ပွေးပြီးမှဒဏ်ရာကြောင်းနှုတ်ထွက်သွားခဲ့တဲ့ Brazil fighter Bruno Silva ပဲဖြစ်ပါတယ်။အသက်35နှစ်အရွယ်ရှိတဲ့ Bruno Silva ဟာ UFC ရဲ့ Wyn fighter တစ်ယောက်ဖြစ်ပြီးအဆင့်တက်မှတ်ချက်7မှာရှိနေပါတယ်။သူ့ရဲ့ MMA fight record ကတော့23ပွေးထိုး14ပွေးနိုင်6ပွေးရှုံး2ပွေးသက်ရရလက်ရရှိထားပါတယ်။ ဂျက်ရှာဗန်ဟာ UFC 313မှာဘရိုနိုဆဲဗာနဲ့ထိုးသက်ဖို့ပွေးတီထားပေမဲ့ဘရိုနိုဆဲဗာနှုတ်ထွက်သွားတာကြောင့်လူစားဝင်ဂျပန်ဖိုက်တာယေဆုရူယာနဲ့ထိုးသက်ခဲ့ရပြီးလက်ရည်အသားအတိုင်းအမှတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အသက်23နှစ်အရွယ်ချင်းဖိုက်တာဂျော့ရှော့ဘန်ကတော့ UFC မှာခုနှစ်ပွဲထိုးတက်ရမှာ6ပွဲနိုင်တပွဲရှုံးမှတ်တမ်းပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ။ BOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။